ွဲမင်္ဂလာပါရှင်။ Okay အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေ No matter what. Okay အတွေ့ရများတယ်အသုံးလဲများတယ်။เนาะအဲ့ဒီရဲ့စကားလုံးလေးရဲ့အဓိပ္ပာယ်နဲ့အသုံးပြုပုံလေးကိုရှင်းပြပေးခြင်းပါတယ်ရှင်။ Okay ကျွန်တော်တို့ No matter what ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ဘာပဲဖြစ်နေဖြစ်နေဆိုတဲ့ပုံစံဖြစ်ပါတယ်ရှင်။เนาะကျွန်တော်တို့ဘာပဲဖြစ်နေဖြစ်နေလို့ပြောခြင်းလဲဆိုလို့ရှိရင် No matter what. Okay သူ့ကိုကျွန်တော်တို့က No matter what တနုံးလေးပဲပေါ့နော်သူ့တစုလေးပဲပေါ့နော်သုံးလေးရတယ်ဒါမှမဟုတ်ရှင် no matter what plus subject plus verb နဲ့သုံးလဲရပါတယ်ရှင် okay ဥမာအနေနဲ့ဆိုလို့ရှင်ပေါ့နော် no matter what happens i will be by your side ဘာတွေပဲဖြစ်နေဖြစ်နေငါမေ့ရဲ့ဘေးမှာရှိနေမှာပါတဲ့နောက်ဥမာတစ်ခု i will be your best friend no matter what ဘာတွေပဲဖြစ်နေဖြစ်နေငါမေ့ရဲ့ချစ်ဆုံးတငယ်ချင်းဖြစ်နေမှာပါတဲ့နောက်ဥမာတစ်ခု no matter what she says i believe her သူမဘာတွေပဲပြောပြောငါသူမကိုယုံတယ်တဲ့ โอเคเนาะအဲ့တော့ဘာပဲဖြစ်ဖြစ်လို့ပြောချင်တယ်ဆိုလို့ရှိရင်ဘယ်လိုသုံးမလဲ no matter what โอเคအားလုံးပဲကျေးဇူးများတင်ပါတယ်ရှင့်